ခန္ဓာကိုဂယူဆိုင်တော့သူ့ရဲ့ body ကလှရတယ်ပေါ့လေသူကပုံမယ်ဆိုရင်လေလုံအောင်ကြိုက်တလောက်ပေါ့နေရာဒေသနဲ့ life ဖက်မယ်ဆိုရင်သူပေါ်ရဲတယ်လုံချုံမယ်ဆိုတဲ့တကယ်လုံလုံချုံချုံ underwear တောင်ဝတ်ထားလားမဝတ်ထားလားဆိုပြီးတော့အဲ့ဒီ mask တန်ငွေရောင်လေးဆိုရင်အရန်ပောက်တယ် online မှာဆိုမမျက်လေးဝတ်တဲ့အတွင်းခံဆိုပြီးတော့အဲ့လိုတကယ်မဟုတ်ပေနဲ့ပေါ့နော် true ရတဲ့အထိပောက်တာပေါ့လေနော်သူကကျမရဲ့လိုက်စားတယ်ဟို gym တွေသွားတယ်သူကချိုးချင်းဖန်ခအကုန်အကုန်အကုန်ရှောင်းတယ် ဒီနှစ်ကိုလေဒီတကဘာလုံးမှာခစ်စားတယ်လို့ထင်နေတင်ပေါ့နော်အာရက်ကိုကြဒူဘိုင်းတို့ဘာတို့တွေသိကန်နာရတွေခစ်စားတယ်ဆိုတော့နောက်ပြီးတော့ဒီအာရက်ပဲ house ပေါ့နော် music တွေဆိုရယ်လဲအဲ့ဒီ house တို့အာ techno တို့ဆိုလဲအရန်ခစ်စားတယ်အဲအဲ့တော့အဲ့ဒီအဲ့ဒီဘက် trend ကိုသွားထားတာပေါ့ခင်ဗျာ အဟမ်းမမျက်လေးတို့လည်းရှိုးရှောက်မယ်ပေါ့နော်။ तू က model life ကိုလေကြိုက်တယ်လေ။ तू ကမင်းတပီဖြစ်တယ်နာမည်ကြီးတယ်ဆိုပေမဲ့လေ तू ကဒီ modeling ကို तू ကအရန်ကြိုက်တယ်။အရန်လေးသဘောကျတယ်။နောက်ပြီးတော့အဲ့လို runway ပုံမှာပြပြဒေါ်လာ6ရာလေးကြိုက်တယ်ဆိုတော့ဒီကမမျက်လေးလေးပါတယ်။နောက်ပြီးတော့ Janet super model လေးကျွန်တော်တို့တီးတဲ့အတိုင်းချွန်းချွန်းလို့ပါတော့အစနောက်ပြီး Miss Universe တွေနောက်ပြီးတော့ဒီနေ့ရတဲ့ Miss Universe တွေနောက်ပြီးတော့ Miss Grand တွေ Miss Art တွေအစုံပါတယ်ပေါ့နော်ဒီနေ့ကတော့ မမလေးကလေဟိုသူကအာတာရှက်သူကဘာဝဝလှတယ်သူကအဲ့လိုကျမ်းမာပြီးတော့လှပတဲ့ body ကိုပိုင်ဆိုင်ထားရပေါ့နော်အဲ့တော့သူကလေ gym တွေပါလေသူကကျမ်းမာရေရောသူကသူကသူပြောတဲ့အတိုင်းပဲလေသူကချိုးရှင်ဖန်ခအကုန်အကုန်အကုန်ရှောင်းတယ်အဆက်ကအစပေါ့နော်ဆိုတော့သူကကျမ်းမာရေလိုက်စားတယ် ဟို gym တွေသွားတယ်အဲအဲ့လိုကိုယ်ခန္ဓာကိုယ်ဂယူဆိုင်တော့သူ့ရဲ့ body ကလှတယ်ပေါ့လေလှတယ်ဆိုဘာဝဝလှတယ်လေဆိုတော့ဆိုင်မှာသူပွဲသွားဖို့ရှိတယ်ဆိုပြီးဆိုင်မှာဘာဝဝလှတယ်ပေါ့သူတို့ကတော့အခုတော့မမြန်လေးကသူ့ရဲ့ဒီရင်ကြီးချက်ပွဲပါဒီရင်ကြီးကိုဖြစ်ကိုဖျားရမယ်ဆိုတာတခါတလေအဲရိုက်ကူးရေးတွေမှာကြောညာတွေမှာအယောင်တတ်မှတ်မှပေါ့နော်မောင်းရင်ပွဲတက်တယ်မှာဆိုရင်အခုအစင်ပြတာစင်ဆိုပြီးတော့အဲ့လိုဆွဲဝတ်လိုက်တာများတယ်ကြီးမများဘူးဟိုဘာဝဝအစင်ပြောင်းဝတ်တယ်အဲနောက်ပြီးတော့ AC ပဲဆိုတော့ မမြတ်လေးကတော့ကျွန်တော်ကလည်းကိုချစ်တဲ့လူပညာရှင်လေးဖြစ်တော့သူလိုတဲ့အချိန်မှာကိုလေးလှုပ်ပေးနိုင်တယ်။သူကလည်းကိုကိုအပူမပေးဘူးပေါ့နော်။ Oh the might day မင်းကမင်းက Oh the might day Oh the might day မမြတ်လေးကတော့အချိန်နေနဲ့အချိန်ခါက အလိုက်ဘာမဆိုဝတ်တဲ့မင်းသမီးထဲမှာပါတယ်သူကပေါ်မယ်ဆိုရင်လေလုံးဝကြိုက်တလောက်ပေါ့နေရာဒေသနဲ့လိုက်ဖက်မယ်ဆိုရင်သူပေါ်ရဲတယ်လုံချုံမယ်ဆိုတဲ့တကယ်လုံလုံချုံချုံမှမြန်မာဝတ်ဆောင်နေပါတယ်ဝတ်တယ်ဆိုရင်သူလုံလုံချုံချုံမှတတ်တတ်ရဲရဲမှအဲ့လိုလုံချုံအားမဲ့ပွဲဆိုရင်လုံဝလုံလုံချုံချုံပေါ့လေဒါပေမဲ့ပေါ်ရမဲ့ပွဲဆိုလေသူကပွဲနဲ့တင့်တော်ရောက်ပါတလောက်ကိုရဲရဲဝုန်းဝုန်းကိုပေါ်ပေါ်ရဲတယ်သူသူလည်းယုံကြည်မှုရှိတယ်လို့တော့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်ကဒီဇိုင်နာတွေဖြစ်တဲ့လူတွေဖန်တီးတဲ့အချိန်မှာသူ့အတွက်ကတော့ ဟိုကျွန်တော်တို့တော့ဘဝပူပွားပွားဖြစ်တာပေါ့လေကိုဗစ်တွေထဲတွေကမမြတ်လေးဗတ်တေးတွေရိုက်တဲ့ရှုတွေကလုံခဲ့တဲ့အဲ့ဒီ9နှစ်6နှစ်9နှစ်လောက်တည်းကအလိုဖိုတိုရှုရိုက်တဲ့ဝတ်စုံတွေရောနောက်ပြီးတော့ဒီပွဲတက်တဲ့ဝတ်စုံတွေရော အရန်ပေါက်တဲ့ဝတ်စုံတွေရှိဘူးတယ်မမြတ်လေးနဲ့လေဟိုအန်ဒါဝဲတောင်ဝတ်ထားလားမဝတ်ထားလားဆိုပြီးတော့အဲ့ဒီ မတ်တငွေရောင်လေးဆိုနဂါးရောက်လေးနဲ့လေအဲ့ဒီဟာလေးတွေဆိုလည်းအရန်ပောက်တယ်ဆိုတော့အဲ့လို trend တော့ဖြစ်တဲ့အထိကိုပောက်တာပေါ့လေနော် online မှာဆိုမမြလေးဝတ်တဲ့အတွင်းခံဆိုပြီးတော့အဲ့လိုတကယ်မဟုတ်ပေးနဲ့ပေါ့နော် throw ပြီးတော့ဟိုအဲ့လို throw ရတဲ့အထိပောက်တာပေါ့လေနော်မမြလေးကဟိုအတွင်းခံကိုတကယ်ကိုဝတ်တတ်တဲ့အမျိုးသမီးတွေမှာပါတယ်ကို့အသားအရောင်နဲ့တခြားတဲကြတဲ့အသင်းအတွင်းခံမျိုးကိုရွေးရွေးရှည်ပြီးဝတ်တယ်ပေါ့နော်အဲ့တော့ဟိုတချို့ဇာလေးနေဝင်လိုက်တဲ့အချိန်မှာအသားနဲ့အတွင်းခံမှခွေးမရဘူးပေါ့လေ ဆိုတော့ဟိုသူတင်းတင်းချာချာဂရုစိုက်ပြီးဝတ်ပါတယ်အဲ့ဒါလေးအချိန်မှပါပါတယ်အဲမမြန်လေးကတော့ဒီအမှုပညာမှာဆိုတော့တကယ်ကိုအတွေ့အကြုံလေးရှိတယ်နောက်ပြီးတော့ဟိုကျွန်တော်တို့ငငယ်လေးကမောတယ်ဆိုတော့ မော်ဒယ်သူကမော်ဒယ်လိုင်းထဲဝင်လာတဲ့အရန်တွတ်တွတ်လက်လက်နဲ့ဟော့ဟော့ခေါ်ပြီးတော့ရမ်းမိုက်တဲ့မျိုးသမီးပေါ့လေဆိုတော့အခုဒီလက်လာတယ်နောက်ပြီးတော့အခုကဒီမမြလေးရဒီဇလန်တွေးမှာအရန်လေးပေါက်လာတယ်ဟောအရန်လေးအောင်မြင်တယ်ဆိုတော့ဒီမှာသူ့ကိုအကုန်လုံးကဝိုင်းချစ်ကြတာပေါ့နော်တကယ်တော့ချစ်တဲ့မျက်လုံးနဲ့ကြည့်တော့လဲအကုန်လုံးကလှတာပေါ့လေကျွန်တော်တို့ကလည်းသူ့ကိုချစ်လို့ဆင်ပေးတယ်သူကလည်းဟိုကိုယ်ဝတ်စုံကိုသဘောကျပြီးဝတ်တယ်ပရိသတ်တွေကလည်းချစ်ပေးတယ်ဆိုတော့သူကမမြလေးရတော့လှနေဦးမှာပါ အဲအဓိကကဒါဆိုသူ့ရွေးချယ်ပုံပဲပေါ့လေကိုကဝင်ပါလို့မရဘူးဒါပေမဲ့တကိုယ်လေးနေတာလေတခါကျဆိုင်ချမ်းသာမှုရှိသလိုအရာရာအလုံးမှာတော့အနေချက်အာသာချက်ရှိတာပေါ့လေဒါပေမဲ့ဟိုဒါကတော့အမရွေးချယ်မှုပါသူ့ကိုဆိုင်ချမ်းသာအောင်ထားနိုင်မဲ့သူသူ့ကိုပျော်ရွှင်အောင်ထားနိုင်မဲ့သူဟိုဆိုရင်တော့အကောင်းဆုံးပေါ့လေဘဝမှာလက်တွေ့ဖို့ကတော့ဒါပေမဲ့တချို့လက်တွေ့ဖို့ကကိုယ်စိတ်တစ်ခါပေးတယ်ကိုရှောင်းမင်းလာမှာအနောက်ချစ်ဖြစ်တယ်ဆိုရင်တော့ဒါကတော့မရွေးချယ်တာပေါ့ကောင်းတာပေါ့ ီးစားကကျွန်တော်ကလေဟိုပုံမှန်အပြင်ကြတော့ wedding dress တွေပွတ်တက်တွေပဲဝတ်တာများတယ်ဒါပေမဲ့တကယ်ကျွန်တော်ကြိုက်တာ ready to wear ကိုဖန်တီးရတာကြိုက်တယ်ပေါ့လေဆိုတော့ဟော ready to wear တွေလေရှေ့မှာကျွန်တော်အများကြီးတွေလောက်ခဲပူးပါတယ်ဒါပေမဲ့ဒီဒီဟာကြတော့ကျွန်တော်ဖန်တီးတဲ့ design ရဲ့မမြတ်လက်တွေဝတ်တဲ့ဟာရဲ့နောက်ပြီးဈေးနှုန်းရဲ့ပေါ့လေ designer make ကိုပွတ်တက်ကိုမှပတ်စံနဲ့သိန်းသုံးသိန်းနဲ့ရားတယ်ဆိုတော့အဲ့ဒီမှာအာလူတွေသဘောကျတယ်နောက်ပြီးတော့တကယ်ဝတ်တဲ့ချိန်မှာလေ feedback ကကောင်းတယ်ပေါ့လေဆိုတော့ ကျွန်တော်ကတော့အများကြီးစူးစမ်းနေမှာပါ